အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစေဒီနေ့ကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီရက်သက်တပတ်မှာတဲ့ Arsenal သင်းနေတာလက်ရှိမှာဒီပွဲစဉ်ပြီးရင်တော့ဒါ Arsenal သင်းနေပွဲချက်တွေတောက်လျှောက်ပြန်လာအဲ့ပေါ် Slavia Prague နဲ့အဲ့ပေါ် Champions League ပွဲစဉ်ပြီးရင်တော့ပွဲချက်တွေတောက်လျှောက်ပြန်လာပြီလို့ပြောလို့ရတဲ့အချင်းတစ်ခုရပါအဲ့တော့ပြောချင်တာ Arsenal သင်းနေနဲ့ Van Lee တို့အိမ်ခွင့်မှာဒါကျွန်တော်တို့ Janet သင်းနေရဲ့အိမ်ခွင့်မှာလုံးဝကိုဒါကျွန်တော်တို့ AC စစ်စစ်နိုင်နေအနိုင်ပွဲတွေနဲ့အတူဒါကျွန်တော်ရှေ့ဆက်သွားမယ်အနေထားတစ်ခုရောက်လာပြီလို့မြင်တယ်ဘာကြောင့်လဲ ဒါကျွန်တော်သင်တဲ့ထက်မတွက်ဘူးဆိုရင်တော့ Bayern တို့ဒါ Chelsea တို့ဒီလိုအသင်းမျိုးနဲ့ဒါစတိုက်တွေ့ရဘူးအတွက်ကြောင့်မလို့ Arsenal အသင်းနေနဲ့အခုလက်ရှိဒါကျွန်တော်တို့ ဒီပွဲစဉ်တွေမှာလုံးဝအမှတ်ယူဖို့အတွက်အကြီးအကျယ်ကြိုးစားသွားမှာလို့မြင်တယ်။အခုလက်ရှိတွေ့မဲ့သွဲစဉ်ကဘန်လီရဲ့အိမ်ငွေးမှာတော့ကျွန်တော်တို့ဒါ9ຫນ ày ခွေပေါ့နော်မြန်မာစံတော်ကြီး9ຫນ ày ခွေနဲ့ဒီပွဲစဉ်မှာတော့ကြည့်ကောင်းမဲ့ပွဲစဉ်တွေဖြစ်သွားမယ်လို့ပြောလို့ရတယ်တော့ပေါ့။အဲ့တော့အာဆန်တင်းရဲ့အခုလက်ရှိမှာအဆင့်1နေရာမှာတော့ဒါကျွန်တော်ရမှတ်ဖြတ်ထားခဲ့ပြီးဖြစ်ပြီးတော့အဆင့်1နေရာကဘုံမောင်အသင်းနဲ့ဒါကျွန်တော်၄မှတ်အဆင့်3နေရာကအာစတော်ဒန်ဟော့စပါတင်နဲ့9မှတ်တိတိဖြတ်ထားခဲ့ပြီ။အဲ့တော့ဒီနှစ်မှာလက်ရှိခြေစွမ်းနေအရာဆိုရင်တော့ပြန်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်အာဆန်အသင်းနေနဲ့ဒါကျွန်တော်ဒီနှစ်ကတော်တော်လေးကိုသူတို့အတွက်ဖေဗာပေးတဲ့နှစ်တစ်နှစ်လို့ပြော။ဖေဗာပေး ဆိုတာကျွန်တော်ရမှတ်တယ်ရအချင်းကြီးကောင်းနေပြီလို့ပြောလို့ရတယ်အဲ့တော့ဒီနှစ်မှာအာဆောသိနေတဲ့ဆူပလိုက်နဲ့တိတ်ပြီးအလံမဝေးတော့တဲ့နှစ်တစ်နှစ်လို့ပြောလို့ရတဲ့အနေထားရောက်လာပြီဒါပေမဲ့ လုံးဝလုံးဝခြေလန့်တလန့်အောင်မှားလို့မရတဲ့ချင်းတွေကိုအာဆုံသင်းနဲ့ဆက်လက်ပြီးပိုင်ဆိုင်နေသေးတယ်လို့ပြောလို့ရတယ်။အခုတည်းချင်းမှာ အာဆုံသင်းကကာရာဘောင်းမှာလည်း Brighton လိုအသင်းမျိုးကိုအိမ်ခွင်းမှာ၉ပြတ်အနိုင်ရခဲ့ပြီးတော့လက်ရှိ Burnley နဲ့လည်းဆက်ပြီးတွေ့ရမယ်တဲ့မှာပါတယ်။ဒါ Brighton နဲ့ Wolves မှာတော့ကျွန်တော် Brighton သင်းရဲ့ဒါကျွန်တော်တို့လူစည်းရင်းကိုဒါအရန်လူစည်းနဲ့အနိုင်ယူသွားတဲ့ Arsenal ကိုလည်းဒီနေရာမှာမဖြစ်မနေချီးကျူးရမယ်တဲ့မှာပါတယ်ပေါ့နော်။အဲ့တော့လက်ရှိမှာဒါနဲ့ပတ်သက်ပြီးကျွန်တော်ဒါမနေ့ကကျွန်တော် Arsenal ကဒါကျွန်တော် Saka နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်သိပ်ပြီးတော့မမီခူရာ၃နှစ်လောက်ရှိပြီးကျွန်တော်ဒါအကူတယောက်အောက်ကနေရေးထားခဲ့တယ်။တကယ်လည်းပြန်ကြည့်ပါ။ Saka ရဲ့ဒါကျွန်တော် output က တကယ်ဟုတ်နော်ဗျာသူက GA ကြီးပဲသွားကြည့်လို့မရဘူးတခါခါကျရင်ဆရာဆရာအစာကအတူယုံမရှိတဲ့ဒါကျတော့ right wing ဆက်မကျွန်တော်ပြောရအစာကကိုက GA သွားကြည့်လို့မရဘူးစာကပါတဲ့ဘွယ်နဲ့စာကမပါတဲ့ဘွယ်ကိုကြည့်လဲဘာလို့ဆိုတော့ကျွန်တော်ဘာလို့ပူတိလဲဆိုတော့စကားမနစ်ကဒံရပြသွားတဲ့အချိန်တနစ်ကဒံရရသွားတဲ့စကားနှစ်တိုင်းလိုလိုအနည်းဆုံးတစ်လဒံရရတဲ့ movement တွေရှိတယ်အဲ့ဒီ movement တွေမှာစကားမပါတဲ့ output ကအရင်သိတာလုံးဝကြီးတယ်အဲ့ဒီစကားမပါတဲ့ output ရဲ့ movement တွေမှာအာဆိုတဲ့အမှတ်ရတဲ့ဘွဲတွေအများကြီးရှိတယ် အဲ့ဒါကကျွန်တော်ခင်ဗျာဒါကျွန်တော်ဟို statistic နဲ့ပြောတာနော်ခုနကပြောရန်ပြောတာမဟုတ်ပြမယုံတော့ကြည်လိုက်စာကာပါတဲ့ဘွဲစင်နဲ့စာကာမပါတဲ့ဘွဲစင်ရဲ့ output ကအင်မတန်မှတည်တာအဲ့တော့ပြောနေတာအဖြေကအဲ့ဒီမှာပဲအဲ့တော့ခုနကပြောတခါခါကျခုနကပြောပဲ GA ဟာဂိုးသွင်းမှာစာကာပါမှာ assist လုံးမှာ no စာကာရဲ့ဥမာကျွန်တော်တို့ဒါ shape ကဘယ်ဘွဲလဲကျွန်တော်တော့မမှန်ရနောက်ဆုံးဘွဲကျွန်တော်ပဲ အဲဖူဟန်နဲ့ပွဲစဉ်တော့ဖူဟန်နဲ့ပွဲစဉ်ပဲကြည့်ဝက်ဆန်နဲ့ပွဲစဉ်ပဲကြည့်ကြည့်ဒါကျွန်တော်အက်တလက်တီကိုပက်တစ်ပွဲစဉ်ထားပါလားကျွန်တော်ခရစ်စတယ်ပဲနဲ့ပွဲစဉ်ခဏထားလောင်းတချို့မှာဖူဟန်နဲ့ပွဲစဉ်ပဲကြည့်ကြည့်ဒါကျွန်တော်ဝက်ဆန်နဲ့ပွဲစဉ်ကြည့်စာကာရဲ့အောက်ပုံမှာခရစ်စတယ်ပဲနဲ့ပွဲစဉ်မဟုတ်ဖူဟန်နဲ့ပွဲစဉ်မှာဆိုရင်စာကာကဒါကျွန်တော်တို့ဂိုးသွင်းတဲ့ကစားသမားမဟုတ်ဖန်တီးပေးမှုလည်းမရှိဘူး trust set ပဲသွင်းသွားတာဟုတ်တယ်မလားအဲ့တော့ဒါပေမဲ့အဲ့တုန်းကစာကာရဲ့အောက်ပုံကကြောက်စရာကြီးကျွန်တော်က GA မှာလုံးဝမပေါ်ဒါပေမဲ့အဲ့တုန်းကစာကာရဲ့ lecture full mob rating မှာ8.3ရှိတယ် ဲ့လိုမျိုးကျွန်တော်ပြောချင်တာပေါ့အဲ့တော့စာကစီကအောက်ပုတ်ကအဲ့လိုမျိုးသွားအဲ့တော့တခါကျရင်ခုနကပြောပြကျွန်တော်ဒါတချို့ပရိသတ်ဟာတတော်မှုကျွန်တော်ပြောပြစာကအောက်ပုတ်ကကျွန်တော်ကအာစနယ်ပွဲတိုင်းကိုအသေးကြည့်လာနေတယ်နောက်ပိုင်းကျဒီဗီဒီယိုပြောလာအကောင်ဆိုတော့ဒီစာကပါမပါရမ်းသိသွားထားပါဒါခမရညင်းမနေရောအဲ့တော့လက်ရှိမှာဒါဒီပွဲကိုပြောချင်တယ်ဆိုရင်တော့လက်ရှိဒါကျွန်တော်တို့အာစတိုအသင်းနဲ့ဒါဘန်လီအသင်းနဲ့တွေ့မယ်ဘန်လီကရှင်းမှာဒီနေ့ပုံစံမှာဒါကျွန်တော်စကော့ပါကာကသူမပြုတ်ရေးအတွက်အဓိကရုန်းကန်တော့ဖြစ်တယ်အခုလက်ရှိမှာဒါစကော့ပါကာရဲ့အသင်းကတန်ဆင်းဆုံးနားမှာယစ်တီယစ်တီဖြစ်နေတဲ့အသင်းသင်းနဲ့တော်တော်လေးကိုတိုင်ပတ်နေတာကိုတွေ့ရမယ်လက်ရှိမှာဒါကျွန်တော်တို့ရမယ်16မိုးဆိုရင်ဒါမဲ့10မှတ်နဲ့ ူဒါကြောင့်တန်းစစ်စုံကအသင်းနဲ့တူတဲ၅မှတ်ပဲကွာရနေတာတခုမှာအေးပေါ့တန်းစစ်စုံကလွတ်တယ်လို့ပြောလို့ရရနေတာတခုတော့ရှိနေသေးတာပေါ့နော်ဒါပေမဲ့ပြန်စစ်စားကြည့်မယ်ဆိုရင်တော့ဒါအခြေအနေတော့တည်ပြီးတော့အရန်ကြီးတော့ကောင်းနေသေးတယ်မှမပေါ့ဒါပေမဲ့အခုအချိန်မှာဒါကြောင့်တန်းစစ်စုံနားကောင်နေလဲကန်ဆိုးပါတယ်ဗျအခုလက်ရှိမှာ Northern Voices Watson Wu Wu ကထားပါ Northern Voices Watson ဆို Watson ကလက်ရှိမှာ Newcastle နဲ့တွေ့မယ် Northern Voices က Manchester United နဲ့တွေ့မယ်ပေါ့နော်အဲ့တော့တန်းစစ်စုံကကောင်နေတိုင်ပတ်တဲ့အချိန်မှာလက်ရှိမှာ Burnley ကတော့ဒါအမှတ်ဖြတ်ဖို့အတွက်အဓိကကြိုးစားမယ်ဒါပေမဲ့သူအမှတ်ဖြတ်မှာလဲလက်ရှိ Arsenal လို့အသင်းမျိုးကိုတွေ့မယ်အာဆိုအသင်းနဲ့အခုလက်ရှိဒါကြောင့်နောက်ဆုံးပြိုင်ပွဲစုံပွဲဒီမှာ တောက်လျှောက်ဂူမပေးရတဲ့ဒါခံစီကြီးကိုပိုင်ဆိုင်ထားတယ်ဒီလိုအသင်းမျိုးတကကျမပြဿနာဒီလိုအသင်းမျိုးကိုဘန်လေးကဘာလို့မှလဲဆိုတဲ့မေးခွန်းပြေးမေးရမယ်တော့ပါဒါပေမဲ့ဘောလုံးလောကမှာခုနပြောသူပဲအမြဲတမ်းဘောလုံးဟာလုံးနေတာဘာမဆိုဖြစ်သွားနိုင်နေတယ်ကျွန်တော်တို့ပရီးမီးယားလီဆိုပြီးတော့ကိုသစ္စာအတိုင်းနဲ့ခင်ဗျမြင်အောင်ကြည့်ပါတကယ်လည်းအဲ့တိုင်းပဲတစ်ချိန်တစ်ခါတော့မမက်ရဲမက်မိပါသေးတယ်ဆယ်လက်စ်ဖာဂူဆန်ခင်ဗျကျွန်တော်ဘောလုံးဝင်ငွေတော့စာကြည့်တဲ့အချိန်ပေါ့နော်ဒါမန်ချက်စတာယူနိုက်တက်တဲ့ကိုလုံးဝ stop လုပ်လို့မရဘူးလုံးဝ ဘာလူမရက်တက်လို့မရတဲ့ပုံစံမျိုးဖြစ်နေချိန်မှာအဆက်20ကဝူကအဲ့တော့မန်ချက်စတာယူနိုက်တက်တင်ကိုနိုင်သွားတဲ့ပွဲစဉ်ရှိတယ်။ဒါကျွန်တော်ပေါ်မှာမမဲ့ရဘူး။ကျွန်တော်ဖေတော်မှာမျက်လုံးပြူးပြီးကြံခဲ့တဲ့ပွဲစဉ်မျိုးပုံစံမျိုး။အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ဘရန်လီနဲ့အသင်းမျိုးလုံးဝတော့ထင်တော့မသိသေးဘူး။ဒါပေမဲ့ခုနပြောသူအာစနယ်အသင်းနဲ့ဒီနေ့ပွဲစဉ်မှာ easy to go ပုံစံမျိုးတော့ဖြစ်တဲ့နေထားမှာရှိတယ်။ဒီနေ့ပွဲစဉ်မှာဒါကြောင့်အာစနယ်အသင်းနဲ့ဒါကြောင့် Slavia Prague လို့ဒါ away မှာသွားပြီးဒါ away ကွန်းသွား away ကွန်းသွားကံပဲတော့ဒီနေ့ပွဲစဉ်မှာကစားသမားတွေနဲ့စောစောစီဒီပွဲကိုဖြတ်ဖြတ်ပြီးဒီပွဲကိုကစားသမားတွေကောင်းကောင်းကြီးပေးနာသင့်တဲ့ပွဲစဉ်မှာကျွန်တော်နေမြင်တယ်။ဘန်လီကိုရာလက်ရှိမှာဒါကြောင့်အသေးကြီးနဲ့တွေ့ချင်မှာ record တ ရဲ့အသင်းမှာမကောင်းဘူးဒါလက်ရှိမှာအသင်းကြီးတိုင်းကိုဒါဗန်လီကရှုံးထားခဲ့ရတွေ့ရမယ်ဗန်လီတဲ့နောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ၂ပွဲဆက်လက်ရှိမှာနိုင်ထားခဲ့ရတွေ့ရမယ်လီယူနိုက်တက်တန်း လက်စစ်ဆောင်တာနှစ်သိန်းကိုသူအနေနဲ့အချင်းချင်းတော့နိုင်ထားခဲ့တယ်။ဒါကြောင့်လီယူနိုက်တက်ကို2-0နဲ့နိုင်တယ်။ဟူကိုနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်အတွင်းကူးနဲ့ဒါကြောင့်မှတ်မှတ်ရတူတူကတူးစီရင်သွင်းထားတယ်။ဟူကနောက်ကနှစ်ကိုးပြန်လိုက်သွင်းတယ်တူတူဖြစ်သွား။အဲ့ပေါ်ကျွန်တော်ကြည့်နေသေးတယ်။ပြီးလည်းပြီးတော့ဒါကြောင့်ဘန်လေးကနောက်ကျမိနစ်နောက်ဆုံးမိနစ်စက္ကန့်မှာ3-2ဆွဲရလဲဖြစ်သွားခဲ့ပြီးဘန်လေးကနိုင်သွားခဲ့တယ်ပေါ့နော်။အဲ့တော့ဘန်လေးကလက်တရှိမှာပူပူလောလောမှာဆိုရင်တော့ဒါကျွန်တော်တို့ကာရာဘော့မှာကာဒစ်ကိုရှုံးထားခဲ့တယ်။စီတီကို9ကိုပြန်ရှုံးထားတယ်။ဗီလာကို2-1နဲ့ရှုံး။အဲ့တော့ at least တော့ ban လေးကအဆွေတော့ရှိတယ်သူတို့ရဲ့တိုက်စစ်ကကောင်းနေဆိုတဲ့အချက်တော့ရှိတယ်နောက်ဆုံးပြိုင်ပွဲဆိုငောင်းမှာသူတို့ City လိုအသင်းမျိုးကို Aston Villa လိုအသင်းမျိုးကိုသူတို့ရှုံးနှားခဲ့ပေမဲ့ဂိုးတော့တွင်းထားနိုင်ဆိုတော့ရှိတယ်တစ်ဖက်က Arsenal သင်းကတော့လက်ရှိမှာ လုံးဝကိုမပေးရတယ်တစ်ဖက်ကပွဲတိုင်းကိုသွင်းထားတဲ့ကောင်နဲ့ပွဲတိုင်းကိုမပေးရတဲ့ကောင်နဲ့နှစ်သင်းတော့တွေ့ပြီပေါ့နော်အဲ့ဒါလက်ရှိမှာအာဆိုသင်းကနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာတပွဲမှာကိုမပေးရအောင်တောက်လျှောက်ဒါကျွန်တော်တို့ twin ကိုတကြီးပဲ twin ထားခဲ့တယ်နှစ်ကိုနဲ့အထက်က၃ပွဲထိ twin ထားခဲ့ပြီတကိုနဲ့အထက်ကတော့ဒါကျွန်တော်တို့ total အားလုံးပေါင်းဒါကျွန်တော်တို့တကိုနှစ်ပွဲ twin ထားခဲ့တယ်ပေါ့နော်လက်ရှိမှာအာဆိုရဲ့ tight set က at least ဘယ်လိုပဲပြောကျွန်တော်ကြိုက်တလို့ညင်းလို့ရတယ် set piece ကပဲ twin နဲ့ညင်းညင်းဘာကပဲ twin နဲ့ညင်းညင်းဘယ်လိုပဲညင်းညင်းပြောတော့မှကျွန်တော် at least at the end of the day မှာပွဲနိုင်မှုရတယ်တခါရဲ့ပြောခုနကပြောဟာမင်းတို့အသင်းက set piece ကိုရဘာပဲမိခုခုခင်ဗျာ ဖလားရရင်အဲ့ဒီဖလားကိုဘာကြောင့်ရလဲဆိုတော့ပွဲဘူးမှမမြင်အခုလည်းရှိမှာခင်ဗျအာဆနယ်ပိတ်သက်တွေရှေဖလားကိုဘလူရသွားဘလူမေးကြီးခုနပွဲနဲ့နိုင်သွားကြည်ဘူးတဲ့လူတို့ကြည်ဘူးဒါပေမဲ့အာဆနယ်ပိတ်သက်တရားမှာကိုယ်တော့ရှေဖလားရတာပဲသိတယ်ဒါပဲဘလူနိုင်ခုနတခါကျရင်ရှင်တယ် at the end of the day မှာ we talk about trophies ကျွန်တော်ပြောဆူဖလားကြောင့်ပဲပြောတယ်ဘလူနိုင်ခဲ့တယ်ဘလူမျိုးတရားတော့ဟုတ်ဒါကတော့အဲ့ပိတ်သက်ရောတည်တည်မှာဘေးပိတ်သက်နဲ့ဒီကောင်တွေဖလားရလာပဲသိမှာ ရှင်းတယ်အဲ့တော့လက်ရှိမှာဒီနေ့ပွဲစဉ်မှာရှင်းတယ်ဟာဟာဆက်ပြီးအာဒီတာကိုတိုင်ဒီရမှာကျွန်တော်ကြိုက်တဲ့ရာသူကနားမရအောင်သူ့အသင်းသူဆက်ပြီးစနေတယ်ဟာပရိသတ်တွေကဆက်ပြီးစနေပဲဆက်ပြီးကိုပြောင်းမလဲဆက်ပြီးကပဲဂိုးထပ်သွင်းတယ်အရေးကြီးတာကဂိုးသွင်းပြီးတော့နိုင်မှုပဲအဲ့တော့အာဆိုသင်းလည်းအခုလက်ရှိမှာခန်စင်ပိုင်းကလုံးဝလမ်းပြန်ထွက်နေနေတာမှရှိလက်ရှိဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်တချို့ကစားသမားတွေကဆက်လက်ပြီးလွှဲချော်နိုင်နေဆိုတဲ့တွေထွက်လာတယ်မာတင်နယ်လီစာလီဘာဒီနေ့ပွဲစဉ်မှာလွှဲချော်ဖို့ရခိုင်တော့များတယ်အိုဒင်ကကဆက်လက်ပြီးလွှဲချော်မယ်ဂျီဇူးဆက်လက်ပြီးဒန်ယန်ရနေစေဖြစ်တယ်ဟာဗက်စ်နဲ့နိုနီမာဒူကီကလက်ရှိမှာဆက်ပြီးတော့ဒန်ယန်ရနေစေဖြစ်တယ်သူသိရတယ်မှာပါတယ်တစ်ဖက်ကတော့ကျွန်တော်လက်ရှိမှာအမ်ဒူနီ ပါရတာကျတော့ Roberts Abduni ပါ Abduni နဲ့ရနေတာကတော့လက်ရှိမှာ Scott Parker တင်တော့ထိုးနေချက်တခုလို့ပြောလို့ရတယ်အဲ့တော့လက်ရှိမှာ Arsenal အသင်းနဲ့လက်ရှိဒါကျတော့ cancel မှန်းမှာအရင်တော့ Saliba မပါဘူးဆိုရင်အမြင်နဲ့ Arsenal အသင်းနဲ့လန့်စရာကောင်းပါမယ်အခုလက်ရှိမှာ Moscara လို့ဒါ Hinkapi လို့ဒါ next level ဒါကျတော့ရှိတဲ့ squad depth ရှိနေ Arsenal အတွက်ကစာလီဘာနာလဲ okay တပွဲနှစ်ပွဲနာလဲကိစ္စမရှိဘူး Moscara နဲ့ကစာထုတ်လိုက်ရတယ်ရှေ့မှာလဲစာလီဘာနှစ်ပွဲလာမရှိနာခဲ့တဲ့နေမှာဒါ Moscara ပဲအစားထုတ်ပြီး the goal cancel ဘန်းကိုဒါကောင်းမွန်တဲ့ဥစ္စာကိုလွတ်ပြခဲ့တာပဲဒီနေ့ပုံစံမှာလဲ Moscara နဲ့ Gabriel အတွဲကိုလက်ရှိမှာဆက်လက်ပြီးတွေးရမယ်ဒါမှမဟုတ်ကတော့ပဲဒီနေ့ပုံစံမှာပေးနာခြင်းတပတ်ဆိုရင်တော့မခုနကပုံစံပဲ Gabriel နဲ့ဖင်ကာပြီးအတွဲကိုတော့ပြင်တွေးလို့ရတယ်နေမှာပါတယ်အဲ့တော့ fullback တွေကလက်ရှိမှာဒီလက်ရှိ Arsenal သင်းရဲ့ fullback တော့ left back ကိုတော့ color view ယူအကောင်းဆုံးတော့သိပြီးတော့မပြောကျင်သေးဘူးဒါပေမဲ့ right back မှာတော့တင်းပါလို့ကစားသမားမျိုးရတာ Arsenal က share ပဲပြ က်စနာကြီးတင်းပေါက်ဘယ်စင်းနဲ့ရထားတဲ့အချိန်ဒီမှာပြန်တွက်မယ်ဆိုအာဆနယ်သင်းကပူရောင်းတန်တဲ့နေမှာအဲ့တော့လက်ရှိဘက်မှာအာဆနယ်သင်းကတိုက်စစ်ပိုင်းနဲ့ညူးနေတယ်ခန်းစစ်ပိုင်းနဲ့ဆောင်းဝန်းကောင်းနေတယ်အသင်းသင်းနဲ့ပရိုက်အဖို့ကျတော့ဘန်လေးကိုအေးအေးဆေးဆေးနိုင်သွားမယ်လို့ထင်လို့ရတယ်ဒါမှပါတယ်ဒါပေမဲ့ခုနကပေါ့လုံးဝတော့တစ်ဖက်အသင်းကိုရှော့တော့လို့မရဘူးဘာမှမဆိုဖြစ်သွားနိုင်တယ်ပရီးမီးယားလိအချိန်ဒီတော့ရှိသေးတယ်အဲ့ဒါကိုလည်းထည့်တော့ဒါပေမဲ့ အချိုးရပြတ်တွက်မယ်ဆိုရင်ခုနကပြောပေးတာကျွန်တော်တို့80 to 20တောင်မဟုတ်ပါဘူး90 to 10%လောက်ပဲရှိတယ်။ဒါအားကတော့90%လောက်နိုင်ဖို့တော့ရကိုင်းတော့အရင်များတယ်တော့ပါ။အဲ့တော့ဗန်လေးတဲ့နေ့ပွဲစမှာဒါကျွန်တော်တို့တို့နေအကောင်းဆုံးရလဲဆိုတော့တို့တို့ကတေးရလက်လို့တော့ပြောလို့ရမှာတော့တို့တို့နေခန်းစစ်ကိုပိတ်စော့အားစရတိုက်စစ်ကိုကိုမပြေအောင်ဒါပေမဲ့အခုနောက်ပိုင်းမှာစာကားရတာကျွန်တော်အတိုးလုတ်တွေကစစ်တာဘလူးမှတာလူဘလော့တော့မခံနိုင်တဲ့ဓာတ်မှရှိပါတယ်။စာကားအခုနောက်ပိုင်းမှာသတိမထားမယ့်လူတွေအရင်ကောင်းတော့သိပြီပြောကြစာကား next level တဖြည်းဖြည်းရောက်လာခဲ့တယ်။လူဘလော့ကို Arsenal ရဲ့ အားသာကြတဲ့ကွာစာကရှိလိုဘလော့ AC ဖြုတ်ကွေးနိုင်တယ်တော့မှာပါတယ်။ Easy Buy ရောက်လာချင်းမှာသူတို့ရဲ့နှစ်ယောက်ရဲ့ flare နဲ့အတူဒီ tight set ပိုင်းကတော်တော်လေးကိုမြိုင်သွားလို့မြင်တယ်။ဒါပေမဲ့လက်ရှိမှာအဓိကအကြဆုံး Arsenal ကွင်းလေပဲ။ကျ tight set ဒီခံစစ်ကျွန်တော်မြန်နေပြောနေရရှိမှာနော် Arsenal ရဲ့ကွင်းလေကတကယ်ကိုချီချူ။အဲ့တော့ Arsenal တွေဒီနှစ်မှာတော့ perfect ဖြစ်လို့နီနီအသင်းတသင်းကိုပိုင်ဆိုင်တော့ကြောင့်ဒီနှစ်ပွဲစဉ်ကတိတ်တော့ခတ်ခဲမယ်လို့တော့ကျွန်တော်အနေနဲ့မထင်ဘူးလို့ပြောရင်းနဲ့ပဲကြောက်တော့မပြောပါဘူး။ဘောလုံးပွဲတွေကိုကြည့်ရှုကြနေဆိုရင်တော့ YouTube Media 3.0ဆိုရင် TV4 တို့မှာကျင်းလူဆန်ပေါင်းကွန်ယူလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာအများနဲ့ဖြစ်ပါတယ်။အားလုံးပဲကြွတူပါတယ်။ကောင်းမွန်တော့နေဒီ ဖြစ်ပါစုမောင်အောင်တောင်းပြီးနေပဲကျွန်တော်တို့နောက်မှာပဲအေးစစ်စစ်တွေ့ကြတာပေါ့တေးပါရ